မ်းမတော်မူကြပါသားရှင်ခုနှစ်2025အောက်တိုဘာလ14ရက်နေ့အတွက်မူလဝတ္ထခမန်းချက်တွေကိုတက်ဆက်ပေးပါတော့မယ်ရှင်ကျမကတော့မြတ်သူသူကိုပါဘင်္ဂလားပြည်နယ်အရှေ့မြောက်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့တွင်တိမ်သည့်တိဖြစ်ထိုးနေပြီးဘင်္ဂလားပြည်နယ်အရှေ့လယ်ပိုင်းတို့တွင်တိမ်နှင်းငယ်ဖြစ်ထိုးနေပါသည်။ကပလီပင်လယ်ပင်နဲ့ကျန်ဘင်္ဂလားပင်လယ်အရိုးတွေမုတ်သုံနေအားနေနေပါသည်။ဒီနေ့ညနေတိမိုးလေဝသခမင်းချက်အနေနဲ့ကတော့ နေပြီးတော့မန္တလေးတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွေနေရာနဲ့ပြရှမ်းကုန်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ AR တိုင်းဒေသကြီး၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့တွေနေရာစိစိ၊ကယားပြည်နယ်တို့တွေနေရာကျဲကျဲနဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွေနေရာကွက်ကြားမိုးထစ်ချုံရွာပြီးမန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့တွေနေရာခွဲရုံမိုးကြီးနိုင်ကရွာရံလို့ပြဖြစ်ပါတယ်။ မြမပင်လေးပြေမှာလှိုင်းနေငယ်မှာလှိုင်းတည်တည်ရှိနေကလှိုင်းမြင်မှာတော့၄ပေမှာ၆ပေခန့်ရှိနိုင်ပါတယ်လက်ပြန်တွေ့မွန်းလူရတာခမဲချက်အနေနဲ့ကတော့ကက်ပတီဘေးလေးပြင်းနဲ့ဘင်္ဂလားပြင်းတဲ့အော်တိုမိုင်းတို့တွေမုတ်ထုံနေအားနဲ့နေပါမယ်ရှင်